လမ်းဘေးမှာဒီလိုပန်းစုလက်လက်လေးနဲ့တွေ့ပြီးတော့ပုံမရိုက်တတ်တာဘတူလဲခေမာဝင်းရှိတော့ဒီလိုပုံအမိုက်စားထွက်ဖို့အိမ်မက်မဟုတ်တော့ဘူးပထမဦးဆုံးခွေးချီးမရှိတဲ့နေရာတေချာလေးရှာပြီးတော့လဲလိုက်မယ်ဘေးတဆောင်45ဒီဂရီကိုဆောင်းပြီးတော့လဲရမယ်ဖုန်းကင်မရာကိုတိုးထိချက်လူရဲ့မျက်နှာကိုအလဲမှထားပန်းစုရဲ့အရှိမအဲ့လိုထိုင်လိုက်မယ်ကင်မရာမန်ကအနောက်45ဒီဂရီကနေအပေါ်ကနေအောင်ငုံရိုက်လူကအနောက်နည်းနည်းပက်လက်လန်ခေါင်းမော့ပြီးတော့မျက်နှာကိုအလဲကြောမှထား န်းစိုးရဲ့အရှိမဆောင်းဆောင်းလေးထိုင်လိုက်ကင်မရာမန်ကအဲ့လိုဆောင်းတဲ့ဖက်ကနေတိုးထိချက်လူကိုဘေးကမြန်းချောင်းပေါ်မှာထားခွေးချင်းရှိမရှိကြည့်ပြီးတော့ပန်းစိုးထဲရှောက်ပြီးတော့မတက်ရက်ထားလိုက်ပန်းစိုးကိုအရှိဖက်ကနေပေါ်အောင်ကင်မရာမန်ထိုင်ပြီးတော့ရိုက်ပန်းကပက်ပက်လည်းရှိနေတော့ပန်းပြင်လည်းထဲရှောက်နေရဖြစ်သွားတယ်တမမဖို့ရင်ဖုန်းကိုပန်းစုထဲထားပြီးတော့စဖင်ဆွဲလိုက်ဖုန်းစခရင်ရဲ့ဘေးမှာပန်းလေးပေါ်အောင်ချိန်လိုက် security ကိုကင်ခန်းပြီးတော့တပုံရိုက်ခိုင်းကိုကခါနဲ့နဲ့ကုန်းပြီးတော့ post ပြလိုက်ရပြီ ။မန်းစိုးရှေ့ထိုင်ပြီးတော့ဖုန်းကိုအလျားလိုက်ထား။ကင်မရာမန်ကမတက်ရက်ထားမှရမယ်။ဖုန်းကင်မရာကိုတူးထီးချင်းအဲ့လိုဆိုရင်ပပက်လေကပန်းတွေနဲ့ပဲပြည့်စုံနေပြီ။အလဲမှာတပုံ၊ညာဘက်မှာတပုံ၊ပယ်ဘက်မှာတပုံအဲ့လိုတောင်းပုံရိုက်ပြီးတော့ပေါင်းလိုက်။တိပြီလားကောင်းရွေး။